ဟိုအလှပနဲ့အကြောင်းဆိုလို့ကျွန်တော်အရင်တော့မပြောခဲ့ဘူးလားဟင်ကျွန်တော်နေရာတကာပါတယ်ဆိုတဲ့သူကြီးဗီဒီယိုဖိုင်တွေပြန်ကြည့်ကြည့်လိုက်ကျွန်တော်မပြောခဲ့ဘူးလားမျက်နာတွေကိုမျက်နာစီအော်စတက်တစ်ဆရာဝန်မဟုတ်ဖဲနဲ့သူတွေကမျက်နာကိုဖေးလာတွေထိုးပေးတာတွေဘိုတောက်စ်တွေထိုးတာတွေအပုံးနေစီမှာမလုပ်ဖို့ကျွန်တော်မပြောခဲ့ဘူးလားမပြောခဲ့ဘူးလားနော် ကျွန်တော်နေရာတကာပါတယ်သူတိသူတက်လေနေရာတကာပါတယ်မပြောခဲ့ဘူးလားကျမနော်အိမ်အပုံးနေအလှပြင်ဆိုင်နေရနေအဲ့တော့ကျမဝိုင်းပြီးတော့မှအဲ့အဲ့ဒီရဲ့အုပ်စုတစုကကျမဝိုင်းပြီးမလေးဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုဝိုင်းပြီးပလင်းညာပြန်ရောနော်ဆိုတော့ကျမပြောတာပညာရှင်ဟာပညာရှင်ပဲနော်အဲ့တော့ aesthetic ဆေးကန်းနေမှာတော့မှပဲဆေးကုတယ်ခွဲစိတ်တယ်ဆိုတဲ့ဟာတွေကတစ်ခါတလေကြရင်ကုသမှုမှားယွင်းတယ်ဆိုတာတွေကိုဖြစ်သေးတယ်ကျွမ်းကျင်ဆရာဝန်တော်မှပဲနော် ကျွမ်းကျင်ပါတယ်ဆိုတော့ကျွမ်းကျင်ဆရာဝန်နေတော့မှပဲကုသမှုမာယံမာယွင်းမှုဆိုတာဖြစ်ဖြစ်တတ်တယ်အဲ့တော့ဘာဆရာဝန်လက်မှတ်မှလည်းမရှိဘူးเนาะဘာမှလည်းဒီညာနဲ့ပတ်သက်တဲ့အဲဘလိုခေါ်မလဲလေ့ကျင့်မှုတွေလည်းမရှိဘဲနဲ့လွန်လွယ်ကူကူနဲ့မျက်နာတွေကိုအလှပြင်ဆိုင်နေမှာပဲဖီလာတွေထိုးပေးတယ်ကျမပြောတယ်လေအဲ့ဒီဖီလာတွေဟာတရုတ်ပြည်ကနေပုံးနေလိုက်ကြီးနဲ့ဂါလန်လိုက်ပုံးကြီးတွေနဲ့ ခပ်ပေါ်ပေါ်ရင်ရာသက်ပံခံတဲ့ဖီလာဆိုတာလည်းမရှိဘူးမရအောင်ပြောလို့မရအောင်လုံးဝပြောလို့မရအောင်ဟာသူတို့လှတယ်ပဲသူတို့ကောင်းတယ်ပဲအဲ့လုတ်တဲ့မိန်းမတွေလည်းဒီလိုပဲခံတဲ့မိန်းမတွေလည်းပြောလို့မရအောင်မလုံးနဲ့တော့ဈေးပေါ်တာမလိုက်နဲ့တော့တကယ်ထိုးကျင်တယ်တကယ်ပြင်ကျင်တယ်ဆိုလို့ရှိရင်နာမည်ကြီး ostetic ဈေးကန်းတွေကိုသွားပြင်ကျွန်မအခုသွားနေတဲ့ဘာမ beauty clinic ကဆိုလို့ရှိရင်လေဒေါက်တာကဆိုရင်လေ ျမတို့ botox ထိုးခြင်းနဲ့ filler ထိုးခြင်းနဲ့ဆိုတရားဟောပြီး तू ကပြန်လှုပ်လိုက်တာ तू က botox တွေ filler တွေထိုးပေးတဲ့ဆရာဝန်မဟုတ်ဘူးဒါကြောင့်မလို့ကျမတို့ကိုယ်တိုင်လည်း anti aging ဘက်ကိုပဲသွားပြီးတော့မှတစ်ခါလေးကို skin ကိုပဲကောင်းအောင်ဒီတဘာဝအတိုင်း skin ကိုကောင်းအောင်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဆိုဘာမှ ထိုးထားတဲ့ပြုပြင်ထားတဲ့ဟာမရှိဘူးသဘာဝတိုင်း skin ကိုကောင်းတယ်เนาะဆိုတော့တကယ်ကိုသဘာဝတိုင်းအသားရည်ကောင်းအောင်ကိုပဲလုပ်တာအဲ့တော့ဒါပေမဲ့လူရီကကြတော့ကန်လာတို့မှာဟာတစ်ခါနဲ့မေးစီတွေခြုံကြခြင်းနဲ့ filler တွေထိုးချပလိုက်တယ်နှာခေါင်းတွေခြုံခြုံခြင်းနဲ့ filler တွေထိုးပလိုက်တယ်ဟာဘာဘာတွေဖြစ်လိုက်တယ် botox တွေထိုးပလိုက်တယ်အဲ့လိုမျိုးတွေထိုးတဲ့ကစား botox တက်စာရင် filler ကပို့ပြီးတော့မှစိုးတယ်เนาะ filler ကလीအဲ့တော့ဘာဖြစ်လဲဆိုတော့အည်သွေးညံ့တဲ့ဟာတွေကိုထိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခါနဲ့ ဒီနေရာတွေမှာခေးပြီးတော့မှမာကျင့်နေတာကျမတို့မြန်မာပြည်မှာဆိုနောက်နှစ်လောက်ဆိုရင်ဖြစ်လာလိမ့်မယ်အဲ့လိုကိစ္စမျိုးတွေအဲ့လိုလူမျိုးတွေအများကြီးပေါ်လာလိမ့်မယ်အခုဖြစ်နေတဲ့မတ်ဘသူလဲအဲ့ဒီအဲ့ဒီအဲ့ဒီအမလိုမျိုးပဲနောက်ထပ်နှစ်နည်းနည်းလောက်ကြာလို့ရှိရင်အဲ့လိုအမတို့မိန်းမမျိုးတွေအများကြီးအဲ့လိုမိန်းမမျိုးတွေအများကြီးပေါ်အမျိုးသမီးတွေပေါ်မိန်းမလို့ပြောရင်ရင့်တယ်လို့ဖြစ်သွားမှာဆိုလို့ရင့်တာကိုပြောတာမဟုတ်ဘူးเนาะမိန်းမဆိုတာဒီလိုဟို women ကိုပြောချင်တာအဲ့တော့အမျိုးသမီးတွေအများကြီးဖြစ်လာလိမ့်မယ် ဘာဖြစ်လို့လဲသိလားအဲ့ဒီကြတော့မှ affected တွေဖြစ်မှာမလို့နော်ကျမတို့ဘန်ကောက်လုံးဟာမျိုးအလားပါနဲ့ပတ်သက်တဲ့ဟာမြင့်မာတယ်ဆိုတော့အဟာတော်မှပဲဘန်ကောက်မှာခဏခဏထိုးနေတဲ့သူတွေတွေ့လားတခါတည်းဒီမှာဒီလိုကြီးတွေဖြစ်သွားတာလေဟိုခဲကုန်တာလေဖီလာတွေပြန်ခွဲထုတ်ရတာလေမူရင်းရုပ်တွေအကုန်လုံးပြောက်ကုန်တာဒါကြီးတွေဒီလိုအဖုတ်လိုက်ကြည့်တယ်အဖုတ်လိုက်ခြင်းနဲ့ဘလူးရုပ်ကြီးတွေလိုမျိုးလေအဲ့လိုကြီးတွေဖြစ်ကုန်တာမျက်ပေါက်ကြီးတွေပိတ်ပြီးတော့မှလေအဲ့လိုမျိုးတွေဖြစ်တာနော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့အရေသွေးညံ့နေဒီ အသားရည်နဲ့တတ်ဆိုင်တဲ့ဟာတွေကိုကျွန်မစကင်ကဲလဲဒီလိုပဲ MLM ပစ္စည်းတွေဆိုကျွန်မပြောတယ်နော် ကျွန်မတို့ MLM အုပ်စုကြီးကတော့ကျွန်မတို့မုံမှာပေါ့မမုံနဲ့ညီမလေးတို့လည်းဘာဖြစ်ဆိုညီမလေးတို့ရောင်းတဲ့ဟာကညီမလေးတို့ဝမ်းရည်အတွက်ပဲရောင်းတာမှန်ပေမဲ့အများသူငါရဲ့ကျမကြီးကိုထိခိုက်စေဆိုတော့ညီမလေးတို့ဒီရရတဲ့ပတ်စံမှာအကုသိုလ်တွေပါတယ်နော်ဆိုတော့အမောက်လည်းဒါအမှန်တရားပြောတာဖြစ်တယ်ညီမလေးတို့ပစ္စည်းလည်းကြိုက်တဲ့သူကတော့သုံးမှာပဲမကြိုက်တဲ့သူမသုံးဘူးပေါ့ဒါပေမဲ့ကိုကအမှန်အမှန်တိုင်းချပြရမယ်ပြောရမယ်အဲ့တော့အမောက်ကလည်းမမုံနဲ့နော် MLM ရောင်းတဲ့သူတွေကလည်းမုံနဲ့အမတော့ဘာမှမဖြစ်ဘူး ဲတော့အရေးသွေးညံ့တဲ့ skin care တွေခုနလိုပေါ့ထိုးစေးတွေထိုးတာဒီလူတွေကအသားရေအရေပြားကိုပဲအန်တရယ်ရှိတယ်အရေပြားပေါ်မှာပဲအဲ effective ဖြစ်တယ်လို့ထင်တာအထင်းတွေကအတွင်းကလီစာတွေကိုပါပျက်စီးစေတယ်အဓိကကြောက်ကတ်ကိုကြောက်ကတ်ကိုတိုက်ခိုက်ခံရတယ်ကြောက်ကတ်ပျက်စီးတယ်လို့ကျမပြောတော့မယုံညာဘူးမလားဟမ်မယုံညာဘူးမလားကျမပါလီယာမိုင်းသူတိတူတက် ်သူတားလင်းဆရာမကြီးကြည့်လို့ကိုမရဘူးအမိန်မကြီးဆိုလို့ရှိရင်နေရာတကာပါလို့မလို့နေရာတကာသူတားလင်းဆရာမကြီးမလို့အဲ့လိုမျိုးဆရာမကြီးလှုပ်ပြီးပြောနေတာတော့မှပဲနားရအောင်မတိုးကြဘူးဖြစ်ကြတာလေနော်ဒီလောက်အမုန်းခံပြီးဆရာမကြီးလှုပ်ပြီးတော့မှအဲ့လိုစကားတွေကိုလှုပ်ပြီးတော့မှအမုန်းခံပြီးတော့မှပြောတာတော့မှပဲဖြစ်နေကြတော့အဲ့တော့တယောက်ကကျမစကားကိုနားထောင်ပြီးမလုပ်လိုက်ဘူးဆိုရင်တယောက်လွတ်မြောက်တာပေါ့ဟုတ်လားကျမမပြောခဲ့ဘူးလားနော် အသားတွေတဲကိုထိုးတာတွေမျက်နာတွေစကင်ကဲတွေကိုထိုးတဲ့အဆင့်အောင်မပြောနဲ့အဲ့ဒီအရေသွေးညံ့တဲ့စတီရိုက်ပါတဲ့ပစ္စည်းတွေကိုလူးတယ်ဆိုရင်တော့မှအရေပြားကင်ဆာတွေဖြစ်တတ်တယ်ကြောက်ကက်တွေကိုပျက်စီးစေတတ်တယ်လို့ကျွန်မမပြောခဲ့ဘူးလားဗီဒီယိုဖိုင်တွေရှိတယ်လောလောလတ်လတ်ပြန်ရှာကြည့်ကြည့်အခုကြည့်မျက်နာကိုအရေသွေးညံ့တဲ့ဒီဖေလာတွေထိုးတော့အဖုတွေ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 မနှဲပြန်ခွဲထုတ်ရမှာကုံကြားစရိတ်ကိုယ့်ရဲ့နာကျင်မှုဝေဒနာအဲ့ဒါဒီမှာခွဲလို့ရအောင်မှာ ခွဲပြီးရောမူရင်းရုပ်ပြန်ရမှာလားဘာတွေပျက်စီးအောင်မလဲခန္ဓာကိုယ်ရအတွင်း organs တွေဘာတွေကိုပျက်စီးနေအောင်မလဲဒါကြောင့်မလို့အဲ့လိုမျိုးလွင်လွင်ကူကူဒီဆေးကန်းတွေကနေပဲအပုံးတွေခေါ်တာပေါ့ဒီအပုံးတွေကလုတ်ပေးတဲ့ကုသမှု treatment တွေကိုမခံယူနဲ့ကျွန်မအမြဲတမ်းပြောခဲ့တာလုံးချင်တပါဆိုလို့ရှိရင်နာမည်ကြီး ostatic ဆေးကန်းတွေကိုသွားဒီမှာပေါပေါပဲပဲနဲ့ ostatic ဆေးကန်းတွေကတဘောက9သိန်းပေးရတယ်ဆိုလို့ရှိရင်သူက9000လောက်နဲ့လုတ်ပေးတယ်ကွာတင်လား မသိရင်ပဲဟိုအော်စက်တစ်စေကန်းကြီးတွေကပဲမတော်မတရားစားထားသလိုလုံးသူတို့ကပဲအာအလကားမတင်နဲ့တခါတည်းဟိုဈေးတက်တာအောင်နဲ့ပဲသူတို့ကပဲလုတ်ပြီးသလိုလိုသူတို့ကပဲဈေးနှုန်းမှန်းသလိုလုံးအော်စက်တစ်စေကန်းကြီးတွေကပဲဈေးတွေကိုမတရားသဖြင့်ကိုစားသလိုလုံးဘေးကင်းလုံခြုံစိတ်ချရမှုအပိုင်းဆိုတာရှိသေးတယ်အဲ့ဒီဒီအလှပြင်ဆိုင်တွေကနေထိုးပေးတဲ့ဖီလာတွေဆိုတာတရုတ်ကနေဒီလိုဂါလန်ပုံးနေနဲ့လာတာသိလားဂါလန်ပုံးနေနဲ့လာတာ အဲ့ဒါလေးကိုအတိုင်းအဆမရှိဘလောက်ထွန်းရင်ဘလို့ဖြစ်မလဲဘယ်လိုဆွန်းရင်ဘလို့ဖြစ်မလဲဆိုရဲအတိုင်းအဆမရှိဘူးနော်တချို့ဆိုနှခမ်းဖေလာထိုးတယ်တစ်ဖက်ကြီးကဖူးပြီးတော့မှတစ်ဖက်ကြီးကဘာမှမပေါအောင်နှခမ်းကြီးကဒီလိုကြီးဖြစ်သွားအောင်နော်အများကြီးပဲနော်နှာခေါင်းတွေထိုးတယ်နှာခေါင်းတွေတခါလေရွေးရင်စောင်းပြီးတော့မှနှာခေါင်းတွေအဲ့လိုမျိုးတွေဖြစ်တယ်အာမျက်နှာတွေဒီလိုတွေဒီလိုတွေခြုံခြုံလို့မလို့ဆိုပြီးတော့မှထိုးတယ်ထိုးတဲ့ကစားဒီမှာအခင်းလိုက်တယ်အခဲလိုက်တယ်အကုန်လုံးတွေဖြစ်ကုန်တယ်ကျွန်မတို့ဆိုမျက်နှာကြီးတဲ့အထဲမှာပါတယ်နော် ကျမတို့ဆိုမျက်နာကြီးတဲ့အထဲမှာပါတယ်ကျမတို့ဆိုဒါမျက်နာလေမျက်နာကျမတို့ကမျိုးနဲ့ယုံနဲ့ကြီးတာကျမတို့တွေဒီမှာဒါဒီလိုမေးရိုးကြီးတွေကားတာပေါ့ကျမတခါဘူးမှမစင်စားဘူးသိလားအေးတဘာဝတိုင်းကြီးနည်းနည်းလေးပါရသွားခြင်းနဲ့နည်းနည်းလေးဆိုလို့ရှိရင် high pull သွားလှုပ်လိုက်တယ် high pull ဆိုဒီလိုပေါ့ဒီလိုအသားလေးတင်းသွားတယ်ဒီလိုမင်းနဲ့ထက်လေးတက်တာသွားမယ်မျက်နာလေးတွေပါသွားမယ်နည်းနည်းလေးချက်သွားမယ်တော်ပြီရပြီဒီလောက်ပဲ high pull သွားပြစ်လိုက်တယ်အဲ့တော့အဲ့လိုတွေ failure တွေနဲ့ထိုးပြီးမေးစီတွေခြုံသွားတာတဲ့လားမျက်နာကတက်တက်မေးစီကတက်တက်အဲ့လိုလူတွေမြင်မှုတယ်မလား original ဘယ်သူမှ မရှိဘူးเนาะကျမတို့အရှိတိုင်းသူတွေထဲမှာမွေးရပါမေးစီဒီလိုမျိုးဖြစ်တယ်ဆိုတာမရှိဘူးကျမတို့အရှိတိုင်းသူတွေကတဘာဝအားဖြင့်ရင်းမြေအားဖြင့်ကိုနေရဒီလိုမေးစီမေးလုံးတွေပဲလာတာဒီလိုမျိုးမေးချွန်နေကျမတို့အရှိတိုင်းမှာမရှိဘူးအဲ့ချွန်နေတဲ့မေးတွေအကုန်လုံးပြုတ်ပြင်းထားတဲ့မေးတွေကြီးပဲမီးပူစောက်ထိုးတွေရနော်အဲ့လိုမီးပူစောက်ထိုးတွေဖြစ်ဖို့အတွက်ကိုတချို့ကအတွင်းထဲကနေပြီးတော့မှမေးရိုးတွေချိုးပြီးတော့မှလောက်ကြတယ်နော် ခွဲဆက်ရတယ်အတွင်းကနေ operation တွေလုပ်ပြီးတော့မှဒါလည်းတကယ့်ကိုအဆင်မြင့်တဲ့စီမှာတကယ့်ကိုကျွမ်းကျင်တဲ့စီတွေမှာလုပ်တော့မှာနော်အဲတချို့ကတော့ခုနလွယ်လွယ်ကူကူနဲ့ရုပ်ပြောင်းရုံလွဲတွေဖြစ်တဲ့ filler တွေထိုးတယ် botox တွေထိုးတယ်ပေါ့ botox တက်ဆိုင် filler ပို့ပြီးတော့မှ anti ရင်များတယ်သူကကြတော့ခုနလိုအထဲထဲမှာဘယ်လိုခေါ်မလဲတီးရှိနေတဲ့ဟာပေါ့ ်ဘိုတော့စ်ကကြတော့သူကပျော်သွားပြီးတော့မှသူကတင်းရင်သွားအောင်လုပ်တာပေါ့နော်သူကတော့ပျော်သွားတဲ့အမျိုးပေါ့စေဖီလာကကြတော့သူကကြတော့အဲ့မှာအထင်းထဲမှာရှိနေတာရှိနေတဲ့ဟာကြီးနော်ရှိနေတဲ့အဆိုင်ခဲကြီးကိုရှိနေတာဆိုတော့ယာတပ်ပန်ခံနေဆိုပြီးတော့မှထိုးတဲ့ဟာကြီးဆိုဘလောက်တောင်ကြောက်စရာကောင်းလဲဒီအသားထဲမှာအဲ့တော့ယာတပ်ပန်နေခံပြီးတော့အဲ့လိုတွေအဲ့လိုတွေဖုတ်ပြီးတော့မှအဲ့လိုတွေခဲပြီးတော့မှတဖြည်းဖြည်းနဲ့ ဒီနေရာလေးကိုပြည်အောင်လို့ဒီလိုလေးထိုးလိုက်တယ်ထိုးလိုက်တာနေတဖြည်းဖြည်းနဲ့ဆု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 ကျွန်တော်တို့မျက်နာဆိုတာဒီမာဆယ်တွေကဒီလိုတွေအလုံးလုံးတယ်လေအမြင်နဲ့အဲ့ဒါတွေကတဖြည်းဖြည်းနဲ့တနေရာလေးမှာဆုဆုခဲပြီးအဲ့လိုအလုံးလိုက်တယ်အလုံးလိုက်တယ်အလုံးလိုက်တယ်ဖြစ်ကုန်တာနော်အဲ့တော့ဟုတ်တယ်ကျွန်တော်တို့အရှိတိုင်းသူတွေကမီးဘူးစောက်ထိုးမျက်နာမွေးနေရဘယ်သူမှမပါဘူးအဲ့မီးဘူးစောက်ထိုးဖြစ်အောင်ညာအဲ့ဖေလာတွေထိုးရတာအဲ့တော့အစင်တန်းမင်းမင်းသမီးလေးတွေမီးဘူးစောက်ထိုးဖြစ်နေလို့အစိုးရတွေမီးဘူးစောက်ထိုးဖြစ်နေလို့ဟာကိုတွေလည်းမီးဘူးစောက်ထိုးဖြစ်နေဆိုရင်တို့ကတကယ်ကို ဘေးကင်းလုံခြုံစိတ်ချတဲ့နာမည်ကြီး Austin Tit ရဲ့ကျွမ်းကျင်ပညာရှင်တွေစီမှာလှုပ်တာအဲ့တော့ကိုကဒီရိုရိုတာမန်အရက်သူတွေကအဲ့စီတွေကိုတိလဲမတိဘူးသွားလဲမသွားနိုင်ဘူးဒီဒီလိုမျိုးလေးကြိုက်တယ်ဆိုတာနဲ့ဒီရက်ွက်ထဲမှာရှိတဲ့အလှပြင်ဆိုင်တွေလောက်မာတယ်မယ်ဆရာဝန်မဟုတ်တဲ့သူတွေကနေပြီးတော့မှလှုပ်ပေးတဲ့ဟာနောက်တစ်ခုရှိသေးတယ်မျက်ရည်ခွဲစိတ်တာတယ် စေကန်းနေမာတွေလုံနေတာစေကန်းနေမာမဟုတ်ဘဲနဲ့အလှပြင်ဆိုင်နေမာတွေမျက်ရည်တွေခွဲစိတ်တာတွေရှိရနော်အရန်ကြောက်စရာကောင်းတယ်မလုပ်ပါနဲ့ကျမအရင်နေ့ကအဲ့ဒီဗီဒီယိုဖိုင်တွေအတော်တော်ကြာကြာနဲ့ကပြောခဲ့ပြီးပြီနော်ပြောရင်ကျမကိုအမြဲတမ်းပြောတယ်သူတိသူသက်အမ်အမ်မိမကြီးဆိုအမြင်ုံကတ်တာအမ်မိမကြီးဆိုကြည့်လို့မရအောင်နဲ့ကျမကိုအရန်မုံညတယ်နော်ကျမကလေဟိုးရှိရှိကြာနေကဒါတွေကိုကြုံမြင်ခဲ့လို့ပြောပြတယ်အခုအမျိုးသမီးတယောက်ဖြစ်တယ်နော်ငိုနေတာတွေ့တယ်မလားတနာပါတယ် အဲ့တော့နောက်တစ်နှစ်နှစ်နှစ်လောက်ဆိုရင်အဲ့လိုအမျိုးသမီးပေါင်းများစွာတက်ငိုကြလိမ့်အောင်မယ်အဲ့ကြောင့်မှ effect တွေပေါ်မှာအခုချက်ချင်းမသိတာသေးဘူးချက်ချင်းကတော့လှနေအောင်မှာချက်ချင်းမသိတာသေးဘူးအခုချိန်မှာကျွန်မပြောတဲ့စကားတွေကိုနားလည်းမတွန်းနောက်တစ်နှစ်နှစ်နှစ်လောက်ဆိုလို့ရှိရင်အဲ့လိုအမျိုးသမီးတွေအများကြီးတက်ငိုကြလိမ့်အောင်မယ်သိလားမလုံနဲ့တော့မလုံနဲ့မလုံနဲ့ ကြောက်စရာအရန်ကောင်းတယ်သိလားမလုံးနဲ့တော့ပြောခဲ့တော့အဲ့ဒါကြောင့်မလို့နော်အဲ့ဒါကြောင့်မလို့ပြောခဲ့တာမလုံးနဲ့တော့မလုံးနဲ့တော့ဆိုဒါကိုလူကြီးကစကားနားထောင်ပါတယ်ဟုတ်တယ်လားနော်ကျမလေးဟေးငါလေးလို့အမုန်းခံပြီးတော့မှပြောတယ်လို့ငါဆိုရင်လေလို့ပြောလိုက်တာပြောလိုက်တာအဲ့အမျိုးသမီးတွေကပဲပြောတာနော်သူတို့ကပြောတယ်သူတို့ကပဲကျမကိုကဲ့ရတာနော်ကျမကိုလေး အကဲရဲကြတယ်ဆင်းဆိုကြတယ်အတင်းပြောကြတယ်ဆိုအမျိုးသားတွေမဟုတ်ဘူးအမျိုးသမီးတွေပုံများတယ်အမိမိုင်ဆိုကြည့်မရဘူးနေရာတကာပါတယ်သူတိသူတက်မိမတွေပုံဆိုးတယ်ငကူနီကစိတ်ထဲမှာအငုံစိတ်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအောင်လीကြည့်မရဘူးဆိုတာနဲ့သူတိသူတက်ဆရာမကြီးလုပ်တယ်ဆိုတာနဲ့နေမယ်သူတို့အဲ့လိုမျိုးလှုပ်ချပစ်တာအေးကျမတော့ဘာမှမဖြစ်ဘူးကျမအောင်မုံမုံချစ်ချစ် ကျွန်မပြောလို့မလို့မှဒါဒီလက်ခံတဲ့နဲ့ဒါလီရတော့ဟုတ်တယ်ဒါလီရတော့ဖြစ်ငါတို့ရှောင်တဲ့နဲ့လို့ဆိုလို့ရှိရင်ဘေးကင်းလုံခြုံစိတ်ချရမှာပဲမဟုတ်လို့ကတော့အဲ့လိုဖြစ်မှာနော်ပြောခဲ့ပြီးပြီပြောခဲ့ပြီးပြီလုံခဲ့တဲ့လုံခဲ့တဲ့အဲ့ဒါနှစ်နှစ်လောက်နေကပြောနေရနော်လုံခဲ့တဲ့နှစ်နှစ်လောက်နေကကျွန်မပြောနေရအပုံးနေစီမှာမလုံနဲ့နော်အပုံးနေစီမှာမထိုးနဲ့ဟုတ်လားအေးစိတ်ကနေမှာမလုံနဲ့တင်းတိတ်တွေကုတယ်ဆိုတဲ့စီရင်မကုနဲ့မျက်နှာတွေနူးဆုံးမဲ့ တင်းတိတ်တွေခုတယ်တင်းတိတ်တွေခုတယ်ဆိုပြီးတော့မှစတီးလိုက်တင်းနဲ့စားချတာတင်းတိတ်တွေကနိုင်ငံနာမည်ကြီးဆရာဝန်တွေတောင်မှမစွမ်းနိုင်ဘူးပြောခဲ့တယ်ချိန်နေကြလိုက်သိလာပါလိမ့်မယ်ကျမရဲ့စေတနာမေတ္တာတွေနော်ကျမရဲ့စေတနာမေတ္တာတွေသိလာပါလိမ့်မယ်ကိုထမင်းကိုစားပြီးတော့မှကြီးတော်ညောအလကားចောင်းပေးနေတာနော် ိုထမင်းကိုစားပြီးကြီးတော်နော်အလကားចောင်းပေးနေတာ哦ကဲတရာ69သိန်းတရာ69သိန်းယူမယ်နော်တရာ69သိန်းပြောတယ်အမလီကြည့်လို့မရအောင်ကြည့်လို့မရအောင်နဲ့ဆဲတာဆဲတာခါလေးကြာလဲလေဟေးငါလည်းငါကောင်းဖို့လေတခုမှလည်းပြောတာလည်းမဟုတ်ဘဲနဲ့သူတို့ငါဘာဖြစ်လို့ကြည့်လို့မရလဲသူတိသူတဲ့သူသားလင်းဆရာမကြီးဆိုတော့တိလို့တက်လို့နားလေလို့မလို့ပြောပြနေတာလေပြောပြနေတာ哦အဲ့ဒါဘာဖြစ်လို့ ဆင်းနေကြလဲလို့နားမလည်ဘူးကိုဖြစ်ကိုခံမှာကျွန်မဘာမှမဖြစ်ဘူးကျွန်မတို့ကတော့မွေးနေ့ကလည်းလှလှလေးမွေးလာအစေးတောင်းလိုက်အောင်မယ်ကျွန်မတို့တားတဲ့ဆေးကန်ဒေါက်တာဆိုဘာမှဘယူတီယာဒေါက်တာဆိုလေဖီလာဘိုတောက်စ် नो သူကမသိပြောတာဘူးသူတားရတယ်ကြိုက်တယ်တဲ့နော် တင်းလေကြာခဲ့ပြီပြောခဲ့တာနှစ်နှစ်သုံးနှစ်လောက်ရှိပြီအဲ့ဒီကိစ္စဖြစ်လာလိမ့်မယ်နော်အဲ့ဒီစိတ်ကန်းဒီမှာမလုံးနဲ့တော့ဆိုတင်းကိုဝိုင်းဆဲကြတယ်မမကြီးနော်ဝိုင်းဆဲကြတယ်အဲ့မိန်းမတွေလေမလေးသူတိသူတက်ဆီယမ်မကြီးလှုပ်လို့သူကတော့ဆီယမ်မကြီးစတိုင်နဲ့ကြီးလို့ကိုမရဘူးအဲအဲ့လိုကနေလာတာသိလားသူတို့လည်းဘာမှလည်းမလုပ်ဖ ೇನೆ အဲ့တော့နင်တို့ကကြည့်လို့မရငါလည်းနင်တို့ကကြည့်လို့မရပါဘူးလို့ဟုတ်တယ်တူတူပဲလို့နော်နင်တို့ငါ့ကိုကြည့်လို့မရဆိုငါလည်းနင်တို့ကကြည့်မရဘူးလို့

မှရှိတယ်။ဖြစ်ဖြစ်နဲ့ချက်ချင်းနဲ့ဟုတ်တမင်းနေဟိုတထောင်းတထောင်းဆန်လာတယ်လာမှာလေယူသွားလာပြန်ပစံလေဝေသားလေဝေသားလေယူသွားလာမရှိဘူးမလားကိုယ်လွှဲစေနက်ပြန်မှာပဲနေပြန်လို့ဇင်တာလေဘန်ဘန်ပြန်ပြန်လို့ဇင်တာ ิกิบิเซ่ยาเลยก่อนเนาะบ่อืมนะชิวอะไรเนี่ยนี่ตะนาวแล้วมาตะนาวเอ๊ะพี่อยากไปเข้าน่ะเนาะเนี่ยนี่ตะนาวตะนาวจริงๆแกตะนาวดิตะนาวดิ ဒီမှာကြည့်ကျွန်မကလေ speech တွေပြောအဲ့တင်တဲ့သူတွေကလည်းလေဒီမှာကြည့်တင်တဲ့သူတွေက Elmonthen fan page ဆိုဒီမှာကြည့်သွားပြီး happy ကြောညာတယ်တဲ့ကြောညာတဲ့မင်းသမီးပုံနေတဲ့ကြောညာတဲ့ဟာတွေကိုထက်မသိရင်ကျွန်မအဲ့မင်းသမီးတွေကိုတိုက်ခိုက်နေသလိုလိုကျွန်မ MLM မျိုးပြောတာသူတို့လည်းတစိမ့်တွေအဲ့လိုလေးရှောက်ထဲလူတွေနဲ့ရှောက်ထဲတော့เนาะအဲ့လိုကဲလုံချင်သလိုသာလုံကြတော့ဟေးလို့ ตัดနိုင်တော့ไอ้လူတကာလဲไล่မထိန်းနိုင်တော့เนาะဒီမှာလေအမไอ้ MLM นี่จ่อညာတဲ့သူတွေကိုဒီမှာไอ้ဓာတ်ပုံนี่ထည့်တော့မသိရင်ကျွန်မပဲသူတို့အဲ့ဒါတွေကိုတိုက်ခိုက်နေသလိုလို့

中音、okay.